ဒေသတွင်းနိုင်ငံကြီးရဲ့တတိပြုဆင်ကျင်ပွဲဖြစ်စဉ်လေးဖြစ်ပါတယ်။ထိုင်းဝင်ကြီးချုပ်ပထုံထန်းရှင်နာဝတ်အားယာရုမဆိုင်းငံ့ထားတဲ့တရင်ကြားသိရပါတယ်။အဆိုပါတရင်နဲ့ဆက်လျင်းပြီးဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာအချို့ကိုကောက်နှုတ်တင်ဆက်လိုပါတယ်။ယာရုမဆိုင်းငံ့ခံရတဲ့ထိုင်းဝင်ကြီးချုပ်ပထုံထန်းရှင်နာဝတ်ဟာထိုင်းနိုင်ငံမှာအသက်အငယ်ဆုံးဝင်ကြီးချုပ်တူဖြစ်ပြီး အသက်38နှစ်အရွယ်ရှိကရခိုင်တိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆိုင်ရှင်နာဝတ်ရဲ့တမီးငယ်တူဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆိုင်ရှင်နာဝတ်အားထိုင်းဝန်ကြီးချုပ်များအနေနဲ့လူမှုထောက်ခံမှုကို သူမတူအောင်ရရှိခဲ့သူတူဖြစ်ပြီးထိုင်းနိုင်ငံမှာအခြားသောအဂရိလိုက်စားမှုများအုပ်ချုပ်မှုစွမ်းရည်ညံ့ချင်းမှုများအကြောင်းပြကသက်ဆိုင်ရှင်နာဝတ်အားဖန်စီ အေးအေးရွံ့ကြံစီခဲ့မှုကြောင့်ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။သစင်ရှင်နာဝတ်ပြည်ပမှာတိမ်းရှောင်နေစဉ်မှာပဲ၎င်းရဲ့ညီမဖြစ်သူရင်လတ်ရှင်နာဝတ်ကလည်းထိုင်းနိုင်ငံမှာ ဝင်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြန်ပါတယ်။သစင်ရှင်နာဝတ်ရဲ့ဆွေစဉ်မျိုးဆက်ဟာထိုင်းနိုင်ငံရေးနှင့်ကင်းတဲ့သူများမဟုတ်ကြောင်းနဲ့အစင်လာကောင်းမွန်တဲ့ လူပုဂ္ဂိုလ်များအဖြစ် ရေဘူးရအဖြစ်မှတ်ယူနိုင်ပါတယ်။တဆင်ရှင်နာဝအထိုင်းဝင်ကြီးချုပ်ဖြစ်တာဝန်ယူစဉ်အတွင်းမှာအရှိတော်အရှာနိုင်ငံများအတွင်းမှာထီရောက်ပြီးတော့မှရှေ့တန်းမှရှိတဲ့ခေါင်းဆောင်လူဖြစ်ခဲ့ပြီးရှိတော်အရှာနိုင်ငံများကိုဥဆောင်မှုပေးခဲ့ရမှာလဲအစဉ်လာကောင်းများရှိခဲ့ပါတယ်။ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟွန်ဆန်နှင့်လည်း အတွဲညီတဲ့ခေါင်းဆောင်များဖြင့်တွေ့မြင်ခဲ့ရပြီး ပုဂ္ဂိုလ်ရေးအရာအဖြစ်လဲသက်ဆင်ရှင်နာဝတ်နဲ့ဟွန်ဆန်တို့ဟာရင်းနှီးကြတယ်လို့လေးလာသိရှိရပါတယ်။မကြာသေးမီလအတွင်းကထိုင်းကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ်ဒေသမှာနယ်မြေငင်းပွားမှုကိစ္စရပ်နဲ့ဆက်လျင်းပြီး ကမ္ဘောဒီးယားစစ်တီတို့ကြာဆုံးခဲ့ခြင်းနဲ့ဆက်လျင်းပြီးထိုင်းဝန်ကြီးချုပ်ပထုံထန်းရှင်နာဝတ်နဲ့ကမ္ဘောဒီးယား လွတ်တော်ဥက္ကဋ္ဌရခိုင်ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့တယ်လီဖုန်းပြောကြားမှုများ ပေါက်ကြားခြင်းဟာမြည်သည့်ဘက်က ပေါက်ကြားခဲ့ပါသည်နီအဆိုပါပေါက်ကြားမှုဟာတမျိုးကြဖြစ်စဉ်ဖြစ်ရပါလောလိုင်းနာဆောင်ထိတ်အပ်သည့်စင်မြင်စည်းကမ်းများယဉ်ကျေးမှုများကိုမြည်သည့်ဘက်ကချိုးဖောက်ခဲ့ပါသည်နီဆိုတဲ့မေကွန်းများဟာ စိတ်ဝင်စားပွဲမေကွန်းများဖြစ်လာပါတယ် နိုင်ငံတော်တခုအားဦးဆောင်ရတဲ့နိုင်ငံကောင်းဆောင်တူဦးနေဖြင့်ဆောင်ထိတ်အပ်သည့်များပြောကြားတဲ့စကားအရာများမှလည်းစီကံဆောင်ထိန်သင့်တဲ့အရာများပြောကြားတဲ့စကလုံးများမှလည်းပြောသင့်ပြောအပ်တဲ့စကလုံးများစသည်တို့ဟာအထူးလေးထားပွဲအကြောင်းအရာများဖြင့်သင်ခန်းစာရယူရမှာဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့ကိုလိုနီဖြစ်ခဲ့မှုတဲ့ကမ္ဘောဒီးယားနိုင်ငံနဲ့ အနိုင်ငံနေဇတ်နန်နမိတ်အငင်းပွားခြင်း ကိစ္စရက်များနှင့်ဆက်လင်းပြီးလေထိုင်းဝင်ကြီးချုပ်ပထုံထန်းရှင်နာဝတ်ဟာပြင်သစ်သမရမိုက်ခရွန်ထန်အကူညီပေးအပ်ရန် အကူညီတောင်းခံခဲ့ပါတယ်ပြင်သစ်သမရကလည်းလိုအပ်သည့်အကူအညီများပေးအပ်မည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်ဟု သိရှိရပါတယ်ရခိုင်ကဝင်ကြီးချုပ်များ ဖြစ်ကြတဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆိုင်ရှင်နာဝတ်တို့ရဲ့ခင်မင်ရင်းနှီးမှုများမှာအစွန်ထင်းများဖြစ်ခဲ့ပြီလောအခြားသောပြောကများ ဝင်ရောက်ခဲ့ပြီလောဆိုတာစိတ်ဝင်စားဖွယ်ကောင်းပါတယ်အရှိတောင်အာရှဒေတာချို့မှာနာမည်ကြီးနေတဲ့ကြားဖြန့်လိန်လယ်မှုကိစ္စရပ်များဟာ အချို့သောလုပ်ငန်းရပ်များဟာကမ္ဘောဒီးယားနိုင်ငံကစတင်ခဲ့သည်ဟုသောပြောကြားချက်များကိုလည်း ကြားသိနေရပါတယ်။ဆိုပါပြောကြားချက်များနဲ့ဆက်လင်းလို့လေကမ္ဘောဒီးယားနိုင်ငံအနေဖြင့်ခြေနက်ဘဝင်ကြားသည့်ပုံမပေါ်ပါ။မခြေနက်တဲ့အကျိတ်ခဲများ ရှိနေသည်ဟုယူဆရပါတယ်။ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားမှာရှိတဲ့အငင်းပွားမှုနဲ့မကြေလည်မှုများဟာ အတွင်းမှာနက်နက်ရှန်ရှန်အမြင့်တွေကန့်ညိနေပုံရရှိပါတယ်။ ဝင်းကြီးချုပ်ပထုံထန်းရှင်နာဝရဲ့အပြောဆိုအသုံးနှုန်းများနဲ့ဆက်လျင်းပြီး ထိုင်းနိုင်ငံအတွင်းမှနိုင်ငံရေးသမားများကလည်းအကွက်ချောင်းတွေကအဆိုပါကိစ္စရပ်နဲ့ဆက်လျင်းပြီးဝင်းကြီးချုပ်နှုတ်ထွက်ပေးရန်တောင်းဆိုဆန္ဒပြမှုများသည့်ပေါ်ထွက်လာပါတယ်။ယခုအခါမှာတော့ထိုင်းဖွဲ့စည်းပုံခြေကံဥပဒေဆိုင်ရာခုံရုံးကအဆိုပါကိစ္စရပ်ကို စစ်ဆေးကြားနာမည်ဖြစ်တဲ့အတွေ့ပထုံထန်းရှင်နာဝအားယာတို့မှာ ဆိုင်ငံ့ကအခြားဒုတိယဝန်ကြီးချုပ်တူအာနိုင်ငံတော်ရဲ့ဝန်ကြီးချုပ်ဖြစ်ခန့်အပ်တာဝန်ပေးလာပါတယ်။အပြက်အပြက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး နိုင်ငံကောင်းဆောင်တူနဲ့တူကြားပြောဆိုဆက်ဆံမှုအတုံးနှုံးများခင်မင်ရင်းနှီးမှုများနဲ့အခြားသောလှုပ်ဆောင်ချက် အရာအလုံးဟာသတိဝိရိယနဲ့လှုပ်ဆောင်သင့်တဲ့သင်ခန်းစာများဖော်ထုတ်ရရှိပါကြောင်းတင်ဆက်အပ်ပါတယ်။